ခွဲလက်မဲ့မရှိဘူး၊စီကောင်းထားတာမရှိဘူး။ဒီများနိုင်ငံမှာအခြေခံလောက်ကျမ်းတွေက လုံနေရတယ်။ဒါဇာတ်တဘမဟုတ်ပါဘူး။ဒါခမရကျွန်တော်ရဲ့လက်တွေ့ဘဝတွေပါ။ကျွန်တော်အသက်40ကျော်ပြီကဒီများနိုင်ငံမှာအခြေခံပင်ပန်းတဲ့လောက်ကျမ်းတွေကိုလုံနေရတယ်။လူများစုရဲ့မျိုးလုံးတွေမှာတော့ကျွန်တော်တို့ဟာရှုံးနေတဲ့သူတွေဖြစ်ကောင်းဖြစ်နေမယ်။ ဒါပေမဲ့ကျွန်တော်မျက်လုံးထဲမှာတော့ကျွန်တော်ကခဏခဏအောက်ကျခံနေရတဲ့အချိန်ကာလကိုရောက်နေတဲ့လူတယောက်လိုပဲသတ်မှတ်ထားတယ်။ခင်ဗျားလက်ရှိဘဝကိုမကျင်တဲ့လို့အရာကိုလောက်ကျသွားပြီးတော့တွေးပြီးတော့စိတ်ညစ်နေတာ။ငါအတက်ရောကဒီလောက်ရှိနေပြီ။ဘာမှလက်စုပ်လက်ကမ်းမရှိသေးပါလားဆိုပြီးတော့ကိုယ့်ကိုအပြစ်တင်နေတာ။မင်းစီတုံညာနေပြန်စားဖို့ဘရောမနောက်မကြပါဘူး။ ီနေ့မှာကျွန်တော်ဘယ်လိုစိတ်သက်ခွန်အားနဲ့ရပ်တည်နေလဲဘယ်လိုလမ်းသားမြေပုံနဲ့ရှေ့ဆက်နေလဲဆိုတာကိုမပြချင်ပါနဲ့ပရမဂေါလိနေအမှန်တရားကိုလက်ခံလိုက်ပါကိုယ့်ရဲ့လက်ရှိအခြေအနေကိုရိုးရိုးသားသားလက်ခံလိုက်ပါမာနတွေရှက်စိတ်တွေကိုခဏတော့ဘေးကထားလိုက်ပါ KFC ကြက်ကြော်တတိယတော့အသက်60ကျော်မှစတင်အောင်မြင်ခဲ့တာပါဘဝမှာဘသူကအရင်ရောက်လဲဆိုတာရေးမကြည့်ပါဘူး ဘသူကဝေးသွရောက်နိုင်မယ်ဆိုတာပဲကိုအရေးကြီးပါတယ်ဒုတိယချက်ကတော့ရောကြီးပေးခြင်းညမာလို့ခေါ်တဲ့ the law of compensation ဖြစ်ပါတယ်ခင်ဗျားဘယ်လောက်ပြန်ရမလဲဆိုတာခင်ဗျားဘယ်လောက်တန်မိုးပေးဆက်ခဲ့တယ်ဆိုတာပေါ်မူတည်ပါတယ်ကျွန်တော်အလုပ်ကျန်းရင်လုပ်ကြတယ်ဒါပေမဲ့တမန်ကရှန်တာမလုပ်ဘူးအကောင်းဆုံးပြန်အောင်လုပ်မယ်ဘာလို့လဲဆိုတော့လက်ရှိလုပ်နေတဲ့အလုပ်သေးသေးလေးမှတော့မအကောင်းဆုံးမလုပ်နိုင်ဘူး ကြီးကျယ်တဲ့အောင်မြင်မှုကိုဘယ်လိုထိန်းသိမ်းနိုင်လဲခမလက်ရှိလုပ်နေတဲ့လောက်ကနိုင်ကြခြင်းကြလိမ့်မယ်ဒါပေမဲ့ခမစိတ်တွေကမြင့်မြတ်နေမှရမယ်တတိယချက်ကတော့လက်တွေ့ကြရဲ့လမ်းပြမြေပုံပါပဲစိတ်တွေတကြွနေုံနဲ့လည်းပြီးသေးဘူးလက်တွေ့လွတ်ဆောင်အောင်မယ်ကျွန်တော်ကျင့်သုံးနေတဲ့အဆင့်၃ဆင့်ရှိတယ်အဆင့်တက်ကတော့ survival ပေါ့အရှင်တန်ရက်တည်ခြင်းပါ ဝင်ငွေရမဲ့အလုပ်တစ်ခုခုကိုအရင်လုပ်ပါဘလောက်ပဲပြင်ပန်းတဲ့အလုပ်ဖြစ်နေလို့စေယူသားကြောင့်လုပ်ပါအသက်ရှင်မှုအတွက်ပတ်စံလိုပါတယ်ဒါရှက်စရာမဟုတ်ပါဘူးဒါခမရဲ့မိသားစုအတွက်တော်ဝင်မှုပါအစစ်နှစ်ကတော့ကိုယ့်ကိုပြန်လဲရင်းနှီးခြင်းပါပဲ we investment ရရဲ့လာတာရဲ့စေရာရံလုံးလောက်ကိုကိုပညာကြီးကိုစကေးအတွက်ပေါ့ ပြန်တော့မှာဇောင်းဝယ်ဖတ်မလားသင်တန်းတက်မလားခမားရဲ့အုံတော်တဲကိုထည့်လိုက်တဲ့ပတ်စံကိုဘယ်သူမှခွင့်ယူလို့မရပါဘူးအဆင့်တော့ကတော့အဆိုင်ဟတ်ဆယ်ပါဒုတိယဝင်ဝင်လမ်းကြောင်းပေါ့အလောက်ကပြန်လာရင်နားမနေပါနဲ့ကိုဝါနာပါတဲ့အရာကိုကြွညင်တဲ့အရာတခုခုစတင်တိဆောက်ပါကျွန်တော်ဆိုရင်ဒီ YouTube channel လေးကိုကျွန်တော်လုပ်နေပါတယ်ဒါကျွန်တော်ရဲ့အနာဂတ်အတွက်ကျွန်တော် တက်နိုင်တဲ့နီလန်နဲ့မျိုးစစ်ချနေတာပါခင်ဗျားကဘယ်ရောက်နေလဲဆိုတာအရေးမကြီးပါဘူးဘယ်လိုသွားနေလဲဆိုတာပိုအရေးကြီးပါတယ်ညောင်းနေရောက်နေပေမဲ့မျိုးလုံးကတော့ကျေလိုမောကြည့်နေရပါမယ်ကျွန်တော်တို့ရဲ့ခီလန်အခုမှစတာပါဒီ main line review channel ကရှုံးနေဘူးသူတွေဘဝကိုတုံ့ညားနေပြန်စကျင်သူတွေအတွက်ဒုတိယကြိမ်ပြန်စခွင့် second chance တစ်ခုပါဒီခီချမ်းကြီးကို တယောက်တည်းမစောင့်ကြည့်ဘူးလက်တွဲပေါ်လိုအပ်တယ်ဆိုရင် subscribe နေပြီးတော့ကျွန်တော်တို့ရဲ့ channel ကိုဝင်ရောက်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်နေဝင်သွားတဲ့မနေ့ကဆိုတာပြန်ရောက်လာစနေပါရဲ့ဗျာခင်ဗျားရဲ့ဘောကလည်းဒီတိုင်းပါပဲဒါအဆုံးသတ်မဟုတ်ပါဘူးအစားပြည့်တဲ့တစ်ခုပါအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေကျွန်တော် MTD ပါ